ရန်ကုန်တိုင်းဒေသကြီးမှာအခုနှစ်အတွင်းကျောင်းတူရှင်သွားရကနေလူပြောက်ခဲ့တဲ့ဖြစ်စဉ်တွေအပါအဝင်လူပြောက်တိုင်တန်းမှုပေါင်းတထောင်ကျော်ရှိခဲ့တဲ့အနက်ပျောက်ဆုံးသူ300ကျော်ကိုပြန်မတွေ့သေးဘူးလို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုယုံကသိရပါတယ်။လူပြောက်တိုင်တန်းခဲ့မှုတွေအရ2014ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေအောက်တိုဘာလ20ရက်နေ့ထိအမျိုးသား313ဦးအမျိုးသမီး983ဦးရှိခဲ့ပါတယ်။အဲဒီလိုတိုက်တန်းခဲ့မှုတွေအနက် အမျိုးသား203ဦးနဲ့အမျိုးသမီး941ဦးကိုပြန်လည်တွေ့ရှိခဲ့ပေမယ့်အမျိုးသား130ဦးနဲ့အမျိုးသမီး232ဦးတို့ဟာတော့ပြန်မတွေ့သေးပဲပျောက်ဆုံးရရှိရလို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒုတိယရဲမှူးကြီးမင်းစော်ဦးကပြောပါတယ်အခုနှစ်တွင်လူပြောက်တိုင်တန်းခဲ့မှုတွေနဲ့အသက်10နှစ်အောက်လူပြောက်တိုင်တန်းမှု18မှုအသက်10နှစ်ကနေ16နှစ်အတွင်းပျောက်ဆုံးမှုအတွက်တိုင်တန်းမှု258မှုရှိခဲ့က 16နှစ်ကနေ18နှစ်အတွင်းပျောက်ဆုံးတိုင်တန်းမှု213မှုအသက်18နှစ်အထက်ပျောက်ဆုံးတိုင်တန်းမှုကတော့968မှုရှိခဲ့တယ်လို့သိရပါတယ်။လူပျောက်တိုင်တန်းခဲ့တဲ့ဖြစ်စဉ်တွေမှာကြောင်းသွားကြောင်းပြန်ကျူရှင်သွားကျူရှင်ပြန်တဲ့အခါတွေမှာလူပျောက်တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အများစုကတော့အိမ်ပေါ်ကနေဆင်းသွားတာ၊ခိုးရလိုက်ပြေးသွားတာ၊အပျော်လွန်လို့ပျောက်သွားတာတွေများတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဒူရဲမှုပြေဆောင်ကဆိုပါတယ်။ လူပြောက်တိုင်တန်းမှုဖြစ်စဉ်တွေမှာအချို့ကိုလည်းတေလျက်ပြန်တွေ့တာရှိလို့အဲ့ဒီလိုပြန်တွေ့မှုမျိုးကိုတေမှုတေခင်းနဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်ရတယ်လို့သိရပါတယ်။လူပြောက်တိုင်တန်းမှုတွေကပြန်မတွေ့သေးတဲ့ဖြစ်စဉ်တွေကိုတော့မိသားစုတွေထံကနေပျောက်ဆုံးသူသွားလာတတ်တဲ့နေရာတွေကိုမေးမြန်းတာသက်ဆိုင်ရာနေမြေရဲစခန်းတွေကစုံစမ်းရှာဖွေတာတွေပြုလုပ်တယ်လို့အချို့ရုပ်တံတွေကတဆင့်လူပြောက်မှုကြော်ညာထည့်သွင်းတာတွေလည်းလှုပ်ဆောင်နေလို့ ဒူရဲမှုပြည်စုံကပြောပါရယ်အခုလိုလူပြောက်တိုင်တန်းမှုဖြစ်စဉ်တွေနဲ့အချို့သောသူတွေဟာပျောက်ဆုံးချိန်တွင်ရဲစခန်းကိုလာရောက်တိုင်တန်းခဲ့ပေမဲ့ပြန်တွေ့တဲ့အခါသက်ဆိုင်ရာရဲစခန်းကိုပြန်လည်အကြောင်းကြားမှုမရှိဘူးလို့သိရပါရယ်